ဒေါက်တာတေဇာဆန်းတို့ဆန္ဒပြခဲ့တဲ့ဈေးကိုစစ်ကောင်စီကဖျက်ဆီးခဲ့ပါတယ်။မန္တလေးမြို့ဈေးချော်တော်နားမှာတပိတ်ကောင်းဆောင်ဒေါက်တာတေဇာဆန်းဦးဆောင်ပြီးဆန္ဒပြတပိတ်မှောက်ပြီးတဲ့နောက်မှာတော့စစ်ကောင်စီကဆန္ဒပြပွဲပြုလုပ်ခဲ့တဲ့ဈေးကိုဖျက်ဆီးခဲ့ပါတယ်။ဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းကဈေးချော်တော်နားမှာတပိတ်ကောင်းဆောင်တေဇာဆန်းဦးဆောင်ပြီးရန်ကုန်တပိတ်ကောင်းဆောင်နန်းလေးနဲ့မုံရတပိတ်ကောင်းဆောင်ကိုခန့်ဝီဖြိုးတို့ဟာစစ်ကောင်စီရဲ့အတူရောင်ရွေကောက်ပွဲကိုစန့်ကျင်ကြဖို့ဆန္ဒပြတပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။ တပိတ်ကောင်းဆောင်ဒေါက်တာဒီဇာဆန်းတို့ဟာစစ်ကောင်စီရဲ့ယူကောက်ပွဲကိုဆန့်ကျင်မှုပြောဆိုသွားတဲ့အပြင်လာမယ့်ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့မှာလည်းအတန်လေးတပိတ်လောက်ကြဖို့တိုက်တွန်းပြောဆိုသွားပါတယ်။အဆိုပါကိစ္စရဲ့ကြောင့်ဒီဇင်ဘာလ4ရက်နေ့ည10:00နာရီလောက်မှာမန္တလေးမြို့ချမ်းရည်တာဆန်မြို့နယ်ချမ်းရည်တာဆန်အနောက်ရပ်ကွက်29လမ်း84လမ်းနဲ့85လမ်းကြားမှာရှိတဲ့ပြန်ကြဈေးကဈေးဆိုင်90ဝန်းကျင်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့ပြီးဈေးတွေကိုလည်းရန်ပြူတောင်းကျမ်းသွားခဲ့ပါသေးတယ်။ ဖက်စည်းမှုကိုချမ်းရည်သာဇံမြို့နယ်ကမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်ဘုံမူအင်းလင်းထွန်းမြို့နယ်ရဲတပ်ဖွဲ့မှရဲမှုမျိုးနိုင်တို့ကဦးဆောင်ခဲ့တာပါဒါအပြင်မြန်မာစီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမန်လေးမြို့နယ်စီပင်သားရဲကော်မတီဈေးနဲ့တာသက်ဌာနမှုမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုရကွက်အုပ်ချုပ်ရေးမှုစီပင်ရတက်ဖွဲ့မြို့နယ်ပြည်သူ့လုံခြုံရေးနဲ့အကြံဖတ်နိုင်နေအပြဝဲလက်နက်ကိုင်းစုစုပေါင်းအင်အားနေရာကျော်က ဒမ်ထရက်သုံးစီးဝင်းလောက်တာတစ်စီးနဲ့အင်အားသုံးစီးနှုတ်ရောက်ကဖြည့်ဆည်းခဲ့တာဖြစ်ပြီးဒီနေ့ဒီဇင်ဘာလ9ရက်နေ့မနက်၄နာရီခွဲလောက်တိဖြည့်ဆည်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။စီကောင်စီကဈေးဆိုင်တွေကိုဖျက်ဆီးပြီးတဲ့နောက်မှာလည်းဈေးချော်တော်အနီနာကိုဒီကနေ့မနက်ပိုင်းထိလမ်းတွေပိတ်ဆို့ထားပါသေးတယ်။